မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရထက်စီးပွားရေးကိုတိုးတက်အောင်စစ်တပ်ကလှုံ့ဆော်နိုင်ခဲ့တယ်လို့မင်းအွန်လိုင်းကကြွေးကြော်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ကာလုံအစည်းအဝေးမှာ၎င်းကအခုလိုပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါတယ် NLD အစိုးရလက်ထက်မှာစီးပွားရေးအခြေအနေထက် စစ်တပ်က GDP 2.5%နဲ့တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးတော့ကမ္ဘာပိုင်ရဲ့စီးပွားရေးကျဆင်းမယ်ဆိုတဲ့သုံးသပ်မှုများဟာအချက်အလက်မပြည့်စုံမှုကိုအခြေခံထားတဲ့အတွက်မမှန်ကန်ဘူးလို့မင်းအွန်လိုင်းကပြောကြားလိုက်ပါတယ်။နိုင်ငံရဲ့စီးပွားရေးအခြေအနေဟာရခိုင်အစိုးရ NLD အစိုးရလက်ထက်2020-2021ခုနှစ်ဘဏ္ဍာနှစ်မှာစုစုပေါင်းရငွေကျပ်18,585.55ဘီလီယံရှိရာကနေ မိမိတို့အစိုးရကာလ2024-2025ဘဏ္ဍာနှစ်မှာစုစုပေါင်းရငွေ3453ဒသမ93ဘီလီယံအထိရရှိခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။နိုင်ငံရဲ့ GDP တန်ဖိုးဟာလည်း2020-2021ခုနှစ်ဘဏ္ဍာနှစ်မှာငွေကျပ်38205ဒသမ9ဘီလီယံရှိရာကနေမိမိတို့အစိုးရလက်ထက်မှာ2024-2025ဘဏ္ဍာနှစ်မှာငွေကျပ်36654ဒသမ8ဘီလီယံအထိ GDP တိုးတက်မှု2.5ရာခိုင်နှုန်းအထိတိုးတက်မှုရရှိခဲ့တယ်လို့ပြောဆိုလိုက်ပါရယ်။ကမ္ဘာ့ဘဏ်အနေနဲ့မှန်ကန်ပြည့်စုံမှုမရှိတဲ့အချက်အလက်များကိုအခြေခံပြီးမိမိတို့နိုင်ငံရဲ့ GDP ကိုယောနေနိုင်တယ်လို့ကြိုတင်သုံးသပ်ထားတော့လေမိမိတို့အနေနဲ့နိုင်ငံရဲ့စီးပွားကိုပြန်လည်ကောင်းမွန်စေရေးအစွမ်းကိုကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါရယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နဲ့နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းနိုင်ရန်စစ်မှုထမ်းဥပဒေကို 2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းနိုင်ခဲ့တယ်လို့ပြောကြားလိုက်ပါတယ်။ယခုအခါပြည်သူစစ်မှုထမ်းတင်းတန်းအပတ်စဉ်15အထိဖွင့်လှစ်နိုင်ခဲ့ပြီးတော့ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များကိုရက်ကွက်ကြေးရွာတွေအထိပါဖွဲ့စည်းနိုင်ပြီဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။စစ်တပ်ရဲ့ဆောင်ရွက်မှုများဟာနိုင်ငံတော်ရဲ့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးအတွက်ဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ရန်လမ်းခင်းပေးခဲ့မှုများဖြစ်တယ်လို့မင်းအွန်လိုင်းကဆက်လက်ပြောကြားလိုက်ပါတယ်။စစ်ကောင်စီရဲ့ဆောင်ရွက်မှုများဟာ ။နောက်အစိုးရများအတွက်လမ်းခင်းပေးခဲ့ခြင်းဖြစ်တယ်လို့မျိုးစေ့ချပေးခဲ့ခြင်းဖြစ်တယ်လို့လည်းပြောပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ကြိုးပမ်းဆောင်ရွက်မှုများကိုဆက်လက်ပြီးတော့တာဝန်ယူသွားမယ်အစိုးရအနေနဲ့စစ်ကောင်စီရဲ့ဆောင်ရွက်မှုများအရှိန်ဟုန်မပြတ်ဆက်လက်ပြီးတော့ဆောင်ရွက်သွားရလိုအပ်တယ်လို့မင်းကကာလုံအစည်းအဝေးမှာဆွေးနွေးသဘောတူညီခဲ့ကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့တောင်ဘက်ကဝေါ်လီဗျူဟာဂုံစခန်းကိုအချမ်းဖတ်စစ်ခွေးတက်ကလေကြောင်းကနေပေးပို့တဲ့ကြည်နဲ့ရိတ်ခါခဲရန်နှစ်ထုပ်ကိုမနေ့ကဇွန်လ31ရက်နေ့မှာတော်လိုင်းတက်တွေကထပ်မံရရှိခဲ့ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Airdrop အထောက်ချလို့ကျွန်တော်တို့တွေလာကောက်တာပါ။ဘဘကြီးကလှူနေတာဘဘကြီးကိုချစ်သွားပြီလို့ ရိတ်ခါတုတ်ကိုတွားောက်တဲ့ရဲဘော်ကပြောပြထားပါဗျ။ရရှိထားတဲ့ဓာတ်ပုံမှတ်တမ်းတွေအရာ9.56နဲ့8.1 ER လို့ရေးထားတဲ့အထောက်ကြီး2ထုပ်ကိုတော်လိုင်းတက်တွေကရရှိခဲ့တာကိုတွေ့ရပါဗျ။ဒီဖြစ်စဉ်မတိုင်ခင်ဇွန်လ26ရက်နေ့ကလည်းဝေါ်လီဗျူဟာဂုံစခန်းကိုလေကြောင်းကနေချပေးတဲ့ drone နဲ့ရိတ်ခါတုတ်တချို့ကိုတော်လိုင်းတက်တွေကရရှိခဲ့ပါသေးတယ်။ဝေါ်လေဗျူဟာဂုံစခန်းမှာအင်အား900ဝန်းကျင်နဲ့စခန်းကုန်းနှစ်ခုကာကင်းစခန်း5ခုပြုလုပ်ပြီးတော့စစ်ကောင်စီဘက်က ခုခံခဲ့တယ်လို့လည်းသိရပါဗျ ဝေါ်လေဗျူဟာကုန်းစခန်းကိုတော်လိုင်းတက်တွေကဇူလိုင်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒီတခေါပီခွေမော်ဖာသူစခန်းတာလဲစခန်းများမဲလာဗလဲတို မော်ခီဘရင်အောင်စခန်းကိုကနေလေးစခန်းရွှေအေးမြိုင်တက်စခန်းဇွန်လ3ရက်နေ့ကတေဘောဘိုးစခန်းဇွန်လ22ရက်နေ့ကထိကဲပလဲစခန်းဇွန်လ22ရက်နေ့မှာဥက္ကဋ္ဌစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့သိရပါဗျ။မြောက်ရီမြို့တောင်ဘက်ကထိုင်းမြန်မာနယ်စပ်မှာတော်လိုင်းတပ်တွေသိမ်းပိုက်ဖို့ဝေါ်လီဗျူဟာနဲ့တီတဲလေကာကင်းစခန်းသာကြံနေရပြီးစီကောင်စီကလေကြောင်းကနေဘုံကျဲတာရိတ်ခါပို့တာတွေအပြင်ကာမီကာစီ drone တွေနဲ့လည်းအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့သိရပါဗျ။ဇွန်လ22ရက်နေ့ကစီကောင်စီရဲ့ကာမီကာစီ drone တစ်စီးဟာ ထိုင်းနိုင်ငံဘက်ကိုကြပြီးတော့မြန်မာနိုင်ငံဘက်ကိုတရားဝင်ကန့်ကွက်စာပေးပို့ခဲ့တယ်လို့အာနာပိုင်နေရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့ထိုင်းသတင်းနေမှာဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုဖမ်းဆီးထိန်သိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့မနက်6:00နာရီခွဲလောက်ကဝက်လက်မြို့နယ်တနေရမှာတပိတ်ချင်းအခြေဆိုင်ခလာရတေလေးရှစ်တရင်ကနေအပြင်ဖုံးကြီးကျောင်းမှာတက်ဆွဲနေတဲ့အချိန်ထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ရွှေဘိုခရိုင် MS 5တပ်ရင်းရဲ့တပ်ရင်းမှုဘိုးကောက်ရိုးကပြောပြထားပါဗျ။တပိတ်ချင်းကနေညကင်းကြတဲ့အချိန်ထွက်ပြေးလာကြတာတဲ့ အခုလက်ရှိကတော့ကောင်းကောင်းမွန်မွန်ကျွေးမွေးထားပါတယ် ိုအပ်တဲ့စေဝါတွေကိုကုသပေးထားတယ်လို့ဘိုးကောင်ယောဂရှင်းပြထားပါတယ်သူတို့သုံးဦးဟာလက်နက်တွေတော့ယူဆောင်လာနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်သူတို့ဟာစစ်မှုထမ်းအပတ်စဉ်30ဆင်းနေဖြစ်ပြီးတော့မဲပေါက်လို့စစ်မှုထမ်းတွေလိုက်ပါခဲ့ရတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်တော်လိုက်တက်တွေထိမ့်ချုပ်ထားတဲ့တပိတ်ချင်းမျိုးကိုစစ်ကောင်စီကဇူလိုင်လတတိယပတ်မှာပြန်လည်ထိုးစစ်ဆင်ပြီးတော့လက်ရှိနေရာယူထားတယ်လို့သိရပါတယ်နိုင်ငံတော်အလုံးမှာဇူလိုင်လတတိယပတ်အတွင်းကစစ်ကောင်စီတပ်သားအယောက်40ကျော်အလင်းဝင်ခဲ့ပြီးတော့35ဦးဟာစစ်မှုထမ်းတပ်သားတက်များဖြစ်ကြောင်းအလင်းဝင်လာ တဲ့သူတွေကိုချိတ်ဆက်အကူအညီပေးနေတယ်။ပြည်သူ့ပန်းနိုင်အဖွဲ့ကဇွန်လ28ရက်နေ့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကလည်းစစ်မှုထမ်းအပတ်စဉ်16ကိုစတင်ဖို့အတွက်ကြိုးစားနေပြီးမန္တလေးမြို့ဝမ်းဝဲမြို့မုံရွာမြို့နဲ့သခိုင်းမြို့တွေမှာအတင်းအဓမ္မဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့အဓမ္မစစ်သားစုဆောင်ခံရတဲ့တပ်သားတစ်တွေအနေနဲ့အခွင့်သာရနဲ့တော်လိုင်းအင်အားစုတွေစီကိုဆက်သွယ်ပြီးပြည်သူ့ရင်ဝင်ကိုအမြန်ဆုံးကူးပြောင်းခိုလုံကြဖို့ NUG ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းမြောင်းများမြို့နယ်မှာစစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှုနယ်အဖွဲ့က၎င်းတို့ရဲ့မိသားစုဝင်များကိုစစ်ဘုတ်တန်းကနေကင်းလွတ်ခွင့်ကြေညာပြီးတော့အခြားကျန်တဲ့ဒေသခံတွေကိုသာမဲနိုင်ခိုင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောင်းများမြို့နယ်ကျွန်းထိပ်ကျေးရွာမှာစစ်ဘုတ်တန်းနဲ့လုံခြုံရေးအတွက်ဆိုပြီးတော့အသက်35နှစ်ကနေ65နှစ်အတွင်းရှိတဲ့ဒေသခံလူအယောက်30ပေးရမယ်လို့ပြောဆိုပြီးအုပ်ချုပ်ရေးမှုနယ်အဖွဲ့ကမဲနိုင်ခိုင်းခဲ့တယ်လို့ဒေသခံများကပြောကြားထားပါတယ်။ အုတ်ကြီးကမြို့နယ်စီမံတွေကိုငွေပေးပြီးတော့ပောင်းထားတာရွာမှာထင်တိုင်းကိုကျင်းနေတာကြမ်းဖွတ်ပါတီကရွာမှာစီယုံရေးတွေလာပြီးတော့နောက်နေမှာမဲနိုင်ခိုင်းတော့တာပဲကျွန်းထိတ်ကြီးရွာဆိုတာကြမ်းဖွတ်ဥက္ကဋ္ဌဖာကောင်းခင်ကြီးရဲ့ဇာတိရွာလဲဖြစ်ပါတယ်လို့မြောင်းမြမြို့နယ်ကဒေသခံတအုပ်ကရှင်းပြထားပါတယ်စစ်ခွေးခန့်ကျေးရွာအုပ်ချုပ်ရေးမှုဟာဥဝင်ဥဖြစ်ပြီးတော့၎င်းရဲ့သားတမတ်နဲ့ရာရင်မှုများရဲ့သားများကိုစစ်မှုထမ်းမဲနိုင်စရာမလိုကြောင်းကြေညာထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ကျေးရွာအုပ်ချုပ်ရေးမှုဝင်းဥနဲ့အဖွဲ့ဟာ စစ်မှုထမ်းအတွက်ဆိုပြီးတော့ကျေးရွာအုပ်စုအတွင်းမှာလည်းလတိုင်းလိုလိုငွေတောင်းခံမှုများပြုလုပ်နေတယ်လို့သိရပါဗျ။အေရဝတီတိုင်းမှာရှိတဲ့မြို့နယ်များမှာပြည်သူစစ်မှုထမ်း၅ရန်ကဟာသိန်းရာကျော်ဈေးပေါက်နေတော့လေအမှန်တကယ်ပြည်သူစစ်မှုထမ်း၅ရန်ခံရတဲ့သူတွေကတော့ငွေကြီးအပြည့်ဝမရဘဲအုတ်ကြီးကကြားထဲကဖြတ်ယူနေတယ်လို့ဒေသခံများကပြောပါဗျ။ စစ်ခွေးတွေခန့်ထားတဲ့အုတ်ချုပ်ရင်းမှုအများစုဟာပြည်သူစစ်မှုထမ်းကိုအကြောင်းပြပြီးတော့တရောင်းစားလိုပတ်စံတောင်းတာတွေရခင်ကထက်ပုံမိုလှုံ့ဆောင်လာကြပြီးကိုကျိုးအတွက်အုံပြုကတဖြည်းဖြည်းနဲ့ကြီးပွားချမ်းသာလာကြတယ်လို့ AR တိုင်းကဒေတာကန်များကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းကမ့်ဘလူးမြို့နယ်တာစီကြီးရွာကိုစစ်ခွေးတပ်က လေရင်နဲ့ဘုံကျဲချခဲ့ရာကလင်းငယ်နဲ့အဖွားတို့တေဆုံးသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နေ့ကဇူလိုင်လ31ရက်နေ့မနက်09:45မိနစ်အချိန်မှာသခိုင်းတိုင်းကံဘလူမြို့နယ်တာစီကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗါဒတာစီကျေးရွာအတွင်းမှာရှိတဲ့နေအိမ်တလုံးပေါ်ကိုဘုံများကြောက်ရောက်ပောက်ကွဲပြီးတော့ကလေးငယ်နဲ့အဖွားအိုမြေးအဖွားနှစ်ဦးတေဆုံးခဲ့ရတယ်လို့သိရပါဗါဒတာစီကျေးရွာပေါ်ကိုဘုံနှလုံးကျဲချတယ်ရွာရဲ့ဖုံကြီးကျောက်ရဲ့တောင်ဘက်ကိုကျတာလူတွေအိတ်ကောင်းနေတဲ့အချိန်ကြီးဆိုတော့ရှောင်းချိန်လည်းမရလိုက်ဘူးအသက်၃နှစ်အရွယ်ကလေးနဲ့အဖွားတို့နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားပါတယ် အခြားရွာသား6ဦးလည်းဒဏ်ရာရသွားတယ်အမျိုးသား၄ဦးနဲ့အမျိုးသမီး2ဦးပါနောက်ပြီးတော့လူနေအိမ်နှလုံးလည်းထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်ခွေးတိုက်ရဲ့လေရင်ကဘုံကျဲပြီးတဲ့နောက်ကျေးရွာအတွင်းကပြည်သူများဟာထွက်ပြေးတိမ်းရှောင်သွားကြရပြီးတာစီကျေးရွာမှာနေအိမ်60ကျော်ရှိတယ်လို့သိရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်တမတော်ကြီးရွာကိုစစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ရာကလင်းငယ်တအုပ်နဲ့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မနက်7:30မိနစ်အချိန်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ရာဘုဒ္ဓလင်မြို့နယ်တမတော်ကြီးရွာကိုကြားရောက်ပောက်ကွဲပြီးတော့အသက်9နှစ်အရွယ်မိန်းကလေးငယ်တအုပ်နဲ့ပြည်သူတအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလက်နက်ကြီးကိုမုံရွာမြို့အခြေဆိုင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးနမခါကနေလက်နက်ကြီးနဲ့ပြစ်တာပါခွန်နန်နဲ့အရွယ်မိန်းကလေးနဲ့ပြည်သူတအုပ်ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်ဒဏ်ရတဲ့သူတွေကတော့အသက်ခွန်နန်နဲ့အရွယ်မတ်လင်းလက်မွန်ကဘဲဘက်ပေါင်ပေါက်ထွက်ဒဏ်ရရတာနဲ့အသက်33နှစ်အရွယ်ကိုအောင်ညိုကညာဘက်ပေါင်ပေါက်ထွက်ဒဏ်ရအသီးသီးရရှိသွားပါတယ်အသက်အန္တရာယ်အတွက်မစိုးရင်ရပါမယ်ဒဏ်ရကပြင်းထန်တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်နက်ကြီးကြောက်ပောက်ခွဲခဲ့တဲ့ဘုဒ္ဓလင်မြို့နယ်တမတော်ကြီးရွာဟာချင်းရွှေမြေကမ်းဘေးမှာတည်ရှိပြီးတော့မုံရွာအခြေဆိုင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ငားမိုင်ကြောသားကွာဝေးတဲ့ခြေရွာတစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ